ရည်သည်များအားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရလောကစမ်းကျက်ဇာတ်လမ်းတွေနဲ့ဂမ်ဘီယာစမ်းကျက်ဇာတ်လမ်းတွေကို အမြဲမပြတ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှရွေးချယ်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အတက်ကျူး၍ဘလူးဖြစ်ရသူဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပရည်သည်များရှင်ဇာတ်လမ်းလေးကိုမစတင်ခင်ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုပါစေရှင်။အတက်ကျူး၍ဘလူးဖြစ်ရသူ မော်ဆိုဖိုးကျဲကျောက်နေဝင်မီဆိုတာနဲ့လေကျင်တက်လာပြီဖြစ်ပါ යි ။ဝါခုတ်တဲများရှေ့ရပြန်ပြည့်အောင်ပြန်ငယ်တော်ရီ။တားကောင်ရတည်ဖြစ်စေမရတည်ဖြစ်စေဝါခုတ်သမားအုပ်စုနဲ့နေစဉ်အချိန်မှန်တောက်တက်တယ်။နို့မဟုတ်ရင်သူတို့ကအိမ်မြောင်အမိပြက်နဲ့တဆက်ဆက်တုံနေ။ဝါခုတ်သမားတွေကလည်းသူ့ကိုမျှော်နေကြရင်မညိုမညင်မညီမညူကြွေးကြမေးကြရင်တကယ်တော့မုတ်ဆိုးကြီးကိုဖားကြခြင်းမှာ အသားလိုရေအယိုးတောင်းဆိုလို အသားလို့ရအရက်တိုက်ပြီးကျွေးမွေးဖားကြခြင်းမှာဒီမြိုင်တာယာမှာတော့မုတ်ဆိုးရမိရဲလို့ရှိမြင်မထင်ဘူးဟိုနေ့ကမုတ်ဆိုးကြီးယုံပြက်တာမိုက်တဗျာငြိမ်နေတဲ့ယုံလေးကိုခြောက်လန့်ပြေးထွက်စေပြီးမှပြက်တာဗျာလက်မန်းတဲ့မှတဲ့ဒါဘာဟုတ်သေးလဲဗျာတော်ကြီးမွေဟောက်အစိတ်ပြင်းတဲ့မွေတို့တောင်ကြည်တတော့အကုန်မခံမနဲ့လက်ရတဲ့ပြက်အမိဆွဲပြီးတော့မှုရမ်းလိုက်တာပဲ ဒီတော့မွေကအဆက်တွေပြုတ်ထွက်ပြီးတေးသွားတာပေါ့ရဲမှရဲဗျာတတ္တိကလည်းကောင်းကိုအရေဝိုင်းမှပြောတဲ့စကားတွေကို သူပို့ရတော့တဘောကြလာရင်နှစ်သက်ပုံရပါရင်တာယာနေဟန်တူတွေတကယ်တော့ဝါခုတ်တမားတွေက သူ့ကိုအသားရလုံမှုအတွေ့မြောက်ပြပြောနေကြတာဖြစ်ပါရဲ့ကြလာတော့ဝါခုတ်တမားတစု သူရဲ့တပည့်သားမျိုးတွေထင်မှတ်လာရင်အောက်ခြေလွတ်လာရင်ဘဝင်တက်လာရင် ဝါခောက်သမားတွေကလည်းဘာနဲ့နာရာမှတ်လို့မုတ်ဆိုးဖိုးချက်ပြည့်ရတဲ့မြောက်တားကောက်မှန်တဲ့မြောက်သူတို့စားရစဲပါနောင်တော့ကသူကမြိုင်သားရတော်မှာဆရာတဆူဖြစ်လာတာကြောင့်ဝါခောက်သမားတွေကိုအမဲလိုက်စီတယ်သူရဲ့ရည်ရွယ်ချက်ကမြိုင်သားရတော်အတွင်းမှာရှိတားကောက်အားလုံးသူရာလျင်ရရှိနိုင်မှုဖြစ်ပါတယ်တခြားမုတ်ဆိုးတွေကိုစက်ကျက်မပေးလို့ရဖြစ်တယ်တခြားမုတ်ဆိုးတွေနေရှင်သူကပြိုင်ပေးမဟုတ်မှန်းသူ့ကိုသူလည်းသိတယ် မြိုင်သားရတော်မှာကျက်စားနေတဲ့မုတ်ဆိုးတတော်များများကသူ့လိုမဟုတ်တခုကောင်းတာလင်းလက်ကင်ထားရကြရေဆိုပါစို့ကြားပြစ်မုတ်ဆိုးဆိုရင်ကြားရာအဓိကထားပြတဲ့စင်ပြစ်မုတ်ဆိုးဆိုရင်လည်းတို့အတူဖြစ်ပါရေရုံလိုက်မုတ်ဆိုးဆိုရင်လေသူ့ရဲ့အမဲလိုက်ခွဲကိုရုံအနက်ခံကောင်းလေးကျင့်ပေးလေရုံကိုယ်ရာအဓိကထားပြီးလိုက်တယ်ဖိုးကြွယ်ကတော့တုတ်နေမဟုတ် သူတိသူတက်သူတော်အကုန်လုံးလှုပ်တတ်တယ် တို့ကြောင့်သူရင်တခုမှကောင်းတာမရှိတို့ကြောင့်လေဖိုးကျဲလားမစိုးပါဘူးဆိုရဲအတိမတ်ပြုတ်တန်လာရင်သူကြားရပါလေဆရာဖိုးကျဲကចောင်းမုတ်ဆိုးတဲ့တာရာပေါ့ဗျာအဲ့လူကကြားတာနိုင်တာဆရာဖိုးကျဲကယုံဆိုယုံဆိုင်ဆိုဆိုင်ပြောင်းဆိုပြောင်းဟုတ်တယ်မလားဆရာကြီး내ဖြန်ကယုံသားလေးအမိလောက်ရရင်ကောက်မီပြောလိုက်ကြရင်နောက်တနေ့မှာတော့သူကရှုံးကိုအားရအောင်ပြက်ခတ်လာရင် ရှမ်ပန်ရခါဆိုရင် အကြောင်းမဟုတ်နောင်တော့ကသူဘလောက်လမန်တဲတဲ့ตาကောက်မတွေ့လျင်ဘလို့လို့ပြည့်ရမှာလီဆရာဖိုးကျွင် ခုတလောစိတ်တွေထွေပြားနေလို့ထင်နေကြည်သားလေးပြည့်ခဲ့မဲဆိုပြီးဖတ်သားပဲပါလာကလားဒီလိုမျိုးမကြာခဏဖြစ်လာမှာတော့သူကနောက်ပါခြေရန်တွေသူ့ကိုထွက်ခါသွားမှကြောက်တာကြောင့်အကြံဖန်လောက်ရည်ကြာသားလေးစားဝူးကျင်လိုက်တာဆရာရင်သူ့ဆိုလာတော့ ူကကြားမုတ်ဆိုထန်တွားရတော့ရင်ကိုကြီးရေကျွန်တော်ကြားမပြက်ဘူးတော့လူလူနေတွေးလန့်နေတယ်ကြားတာလဲစားကြလိုက်တာသူညီးပြရင်တော့ကြားမုတ်ဆိုကသူ့ကိုမုတ်ဆိုခြင်းသဘောထားလေးစားခင်မဲ့မှုနဲ့ကြားတာလေးပေးလိုက်ချိန်မှာသူကဝါခုတ်သမားတို့ဝိုင်းမှာရော့ဗျာဒါကြုတ်ပြစ်လာတာကြုတ်လဲကြားပြစ်တတ်ပါတယ်ဗျဟိုဘေးဒီဘေးနဲ့မိတ်ဆွေတို့တဲ့မနေ့ချက်လာရတယ်ပြောဆိုပြီးတော့မုတ်ဆိုပေးလိုက်တဲ့ကြားသားကို သူပြစ်လင်ဟန်နဲ့ကြွားဝါပြောတတ်လေတယ်။ဒီလိုအနေနဲ့လိုအပ်လာရင်လှုပ်တတ်ပါရဲ့။ဝါခုတ်သမားတွေကမီယိုဖလာဝါခုတ်အသက်မွေးဝမ်းကြောင်းမလှုပ်တော့ရင်ဖိုးကျဲထံမှာတပည့်ခံပြီးမုတ်ဆိုးအလုတ်ကိုလှုပ်လာကြ၏။အာကုရိုအလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုတ်လာကြ၏။ဒီတော့မြိုင်သားရတော့အတွက်မှာတားကောင်ကြီးငယ်တို့ဒုက္ခဆုံးနဲ့ရင်ဆိုင်နေကြရ၏။တနက်ပြေကျွမ်းကျင်ခြင်းမရှိတာကြောင့်တားကောင်တို့ရဲ့အသက်ပေမှာ လူကင်းကြကထရန်အနာတရားကြောင့်ခန္ဓာကိုယ်ပျက်စီးကုန်ကြ၏တစ်စစ်ထဲနှင့်အသေးတတ်နိုင်ရင်အကြောင်းတော်မဟုတ်ယခုမှတော့မျက်လုံးကန်ခြင်းခြေလက်ကျိုးသွားခြင်းစသည်ဒုက္ခကြီးတွေနဲ့နေထိုင်သွားကြရ၏ဒီတော့ဘာဖြစ်လာလဲတနွယ်ငင်တစင်ပါဆိုလိုကြားပြိုကကြားနာဖြစ်သွားရမှာအရင်ချင်းနဲ့သွားတာကြောင့်အရင်ကလိုဖြက်လက်တမ်းပါခြင်းမရှိကြတာကြောင့်ရွာနာတွိုင်းမှာလာရောက်စက်စက်ချတဲ့ ဒီခါအိမ်မွေးနွားကျွဲရီပြင်းလူတွေပင်ဒုက္ခဆုံးနဲ့ကြောက်ရတော့ရီမုတ်ဆိုးရီမို့လို့ပေါက်လာတော့တောမောက်ခံရခြင်းကြောင့်၎င်းလက်မမတဲ့ခြင်းကြောင့်၎င်းလူသားချင်းမှားရပြက်ခတ်မြေအဖြစ်ပြက်မျိုး မကြာခဏဆိုလိုဖြစ်လာရ၏ဒီလိုနေမုတ်ဆိုးဖိုးကျဲတယောက်အလန့်ကျဲအလဲလက်ဖြစ်နေကြ၏ကို့အတက်ကိုစိုးခဲ့ပါ၏မုတ်ဆိုးတစ်ဖြက်လဲဝါခောက်တမဆိုင်ကလာကသူ့ကိုယ်သူဝါရီမုတ်ဆိုးရေးတယောက်နေသဘောပိုက်ပြီး ဖိုးကျွေရဲ့တနတ်ကိုပခုံးထွက်ထမ်းပြီးမြိုင်သားရတော်တွင်ဝင်လာခဲ့လေသည် သူရဲ့ဆရာဖိုးကျွေတင်ပြီးတဲ့အမဲပြစ်ပညာနှင့်ကြည်ရကောင်တော်ဖြင့်မတော်တဆပြက်ခတ်ရဘူးရာကြောင့်စောင့်ကြောကြောဖြစ်နေတယ်တဏီကုံမြိုင်သားရတော်တွင်ရှောက်ခဲ့ကညီတိသားကောင်မှ မတွေ့ရတာကြောင့်ပြက်ခွက်မကြုံခဲ့ပါသူစားလောက်နေပြီလေဖြစ်တာကြောင့်စိတ်တူနေတာလည်းဖြစ်ပါရဲ့မမြော်လင့်လေပဲရေအိုင်တစ်ခုမှတောဝက်လေးကောင်ခန့်ကိုတွေ့လိုက်ရတာကြောင့် ဆိုင်ကလာပြောမိသွားတယ်။ဟုတ်ပြီ။သုံးကောင်မျိုးရှိရအောင် မုတ်ဆိုးဒူးထောက်ထိုင်ပြီးတော့တနက်ပြန်ကိုထိုးချိန်လိုက်တယ်။ဝက်ပြိုလေးဖြစ်ပြီးခက်သေးသေးလေးဖြစ်ရငါကော့ထောင်းနေဝက်ဆွဲတွေကချော်မြနေ။၆တနက်မောင်တင်လိုက်တဲ့အတန်ကြောင့်ဝက်ပြိုကသူ့ကိုလှဲ့ကြည့်လိုက်။ထိုးခါမှပဲသူကတနက်မောင်ထိန်ခလုတ်ကိုဆွဲညစ်လိုက်တယ်။တနက်ကင်ထားတဲ့သူ့ရဲ့လက်ကလှုပ်ခါသွားတယ်။ကျောင်းကပြေးထွက်သွားတဲ့ជីဘူးက ြင်မှတ်ကိုလဲချော်သွားလေတယ်။တော်ဝဲတွေကပြင်းထန်တဲ့ရန်အားပေါက်ခွဲတဲ့ညောင်းစုံညံစွာအော်ဟစ်ပြေးထွက်သွားတယ်။ဟာစင်ကလာအတော်ကိုစိတ်ပြက်သွားတယ်။စိတ်ပြက်စွာနဲ့ရိုင်းဖယ်ကိုထမ်းပြီးဆက်လျှောက်ခဲ့တော်တယ်။ဝက်ကောင်တို့ရေတောက်နေတဲ့အိုင်နာအရောက်မှာတော့လူတယောက်ညင်ညူရန်ကြောင့်မျက်လုံးပြိုးသွားတယ်။အတန်လာရကိုစူးဆိုင်ကြည့်လိုက်တယ်။ဟင်ကျင်းရဲအုံပဲနောက်ခွေအားဖြစ်လေ။တို့ကြောင့်သူကကြပြကတိ ချိန်တွင်အုံပင်နာကိုလိုက်သွားရင်ဟာမုတ်ဆိုးတယောက်ဖြစ်နေတယ်ထို့သူနဘေးမှာနှလုံးပြူတနတ်တလေရှိတယ်သူပြစ်လိုက်တဲ့ကြည်ကတော်ဝက်ကိုမထိလေပဲတော်ထွက်သွားပြီးချိန်ပင်အုံနောက်မှာရှိနှလုံးပြူကင်မုတ်ဆိုးလွဲချော်မှန်သွားခြင်းမှာသွားပြီငါတို့သွားပြီငါတို့ထောင်ကြတော့မေးလူတက်မှုဖြစ်သွားပြီစိတ်ကရေရွညင်ညူပြီးတော့ထိုနေရာတစ်ပိုက်လဲပတ်ကြည့်ရှုလိုက်ပြီး ဘသူမှမမြင်လို့ထွက်လိုက်ပြီးထိုနေရာမှာလက်ကပြေးထွက်သွားပြီးစိန်ကလာတယောက်ထိုပြည့်ရဆိုးကြောင့်လွန်မင်းစာကြောင်ရင်တုံလုံးနေငါရွာပြန်လို့မရဘူးတနေရာတော့မှဖြစ်မင်းဆိုပြီးတော့သူ့ရဲ့လက်တွဲကတနက်ကိုသူ့ရဲ့အပြန်လန်ပေါ်မှာစူးကြောင်တစ်ခုအတွင်းထက်ပြစ်ပြီးတော့ရွာလန်နဲ့စမ်းကြံမဲ့အရက်ကိုပြေးထွက်သွားလေတယ်ထိုညမှာဝါခုတ်သမားတို့တဲဆုမှရှိနေတဲ့ဖိုးကျွဲကသူ့ရဲ့တပည့်စိန်ကလာကိုတမျောမျောဖြစ်နေတယ် ဆရာဒီကနေ့စကားနှဲပါကလားဘလို့ဖြစ်နေတာလဲနေမကောင်းဘူးလားမေးလာတာကြောင့်အော်ဟုတ်ပါဘူးတကြီးကတော့ကျုပ်ကိုမြောင်ချေးခါလိုချင်နေဆိုလို့မနေ့ဖြန်ဖေတော့ဟိုသွားရင် ကောင်းမလဲလို့စဉ်းစားနေလို့ပါတကယ်တော့သူ့ရဲ့တပည့်ကိုတနတ်ပေးလိုက်တဲ့ကိစ္စကြောင့်ရှိကူထီတိုင်ပြတ်မလားသေးတာကိုစိုးရင်ကြောက်ကြနေခြင်းကိုဝန်ခံဖွင့်ပြောဖို့ဝန်လေးနေခြင်းမှာသူပြောလိုက်ရင်တော့ အကွေတောတောင်တွင်စိန်ကလာတယောက်တစုံတစ်ခုဖြစ်ခဲ့ရင်သူ့ရဲ့တောင်ဝန်ဖြစ်မှာဆို၏မပြောခဲ့လေခြင်းဖြစ်ပါရင်သူ့ဖြစ်၍နောက်တနည်းစောစောသူကမြိုင်သားရတောတွင်ကိုဝင်သွားလီတော်၏တောတွင်စိုးရင်ပူပန်စွာနှင့်အတန်ပေပီရှောက်လာခဲ့ရမှချုပ်နေတစ်ခုပေါ်မှာတင်နေတဲ့သူ့ရဲ့တနတ်ကို တွေးလိုက်တဲ့အခါရှင်းထိတ်သွားတယ်သူဆိုပါရင်စိန်ကလာတယောက် ကြောက်ဆွေးခံရလေပြီလားမသိလို့ထင်မှန်းမိပြီးပိုးရိပ်စိတ်ဆင်းရဲလာ ਈ ရှင်တထိတ်ထိတ်နဲ့သူ့ရဲ့တနတ်ကိုရှူပြီးခရီးဆက်ခဲ့ပြန်နေသူ့ရဲ့တနတ်ကိုလမ်းသွားရင်တေချာဆက်ဆေးလိုက်တဲ့အခါမှာတော့ကြည်တော်မရှိတော့တာလွယ်၍အကောင်ပတ်ကလေးရှိနေခြင်းကြောင့်အနေငယ်တော့စိတ်အေးရပါ ਈ တို့ဝိမဲကျိန်ွယ်အုပ်အနောက်ဘက်ကို ကြည့်လိုက်ရင်မဲလူတီလောင်ကိုတွေ့ရတာကြောင့်ခေါင်းနှပန်ကြည့်သွားလေတယ်သူတိလိုက်ပြီး စိန်ကလာသူ့ကိုဒုက္ခလတ်လိုက်ပြေးသွားလိမ့်မည်မဟုတ်မှလေသူရဲ့တနတ်အတွင်းအားရောချတဲ့ကြည်တောင်ကထို့လူရဲ့ရင်ညွတ်ထဲမှာရှိနေပေလိမ့်မည်သူဘယ်လိုလုပ်ရမလဲမသိတော့ဒါကြောင့်ကျွန်တော်နဲ့လေးမြင့်လိုက်ကညိုင်တရာမှမုတ်ဆိုးဖိုးကျဲပြောပြခဲ့ သူရဲ့ဆက်ကြီးကိုနားထောင်မိတာနဲ့ကဲလာဗျာဒီကိစ္စလက်တလောကိုဖိုးကျဲလောက်ရမှာရဲစခန်းအကြောင်းသားကြဖို့ပဲလောလောဆယ်ခမရအချုပ်ထဲမှာခဏနေရမှာတေးကြတယ် ခင်ဗျားပြောတာရင်းအမှန်သေးကြရင်ဆိုရင်ဖြင့်ကျွန်တော်တို့နှစ်ယောက်တောထဲမှာစိန်ကလောက်ကိုတွေ့အောင် ရှာပေးနိုင်ပါလေသူနဲ့ပြောလိုက်တဲ့အခါမှာတော့ဘယ်တတ်နိုင်မလဲဗျာကိုပိုက်တို့ပြောသလိုပဲလိုက်နိုင်ရတော့မှာပေါ့သူဖြင့်ဖိုးကျွယ်ကိုကျွန်တော်တို့ကအုတ်ကဲရဲစခန်းကိုလိုက်ဖို့ပေးခဲ့ကြရင်ဖိုးကျွယ်ကိုအမှုဖွင့်စေအာချင်းဆိုလိုရဲစခန်းကတေသူအလောင်းကိုတွားောက်ခဲ့ကြရင်ကျွန်တော်ကိုကူညီကြပါဦးမြားတရခန်စိန်ကလောက်ကိုလိုက်ရှာပေးပါ ဒါမှကျွန်တော်အချုပ်ကထွက်ရမှာယောက်ျားရင်းမာရင်ဖြစ်ပြီးငိုကြွေးနေတဲ့ဖိုးကျဲကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ရလေသူပြောတာအမှန်ပင်ဖြစ်နိုင်တယ်လို့တွေ့ပြီးကျွန်တော်နဲ့လေးမြင့်လိုင်ကမြိုင်းသားရတော်တွင်တရခန်စိန်ကလောင်းကိုရှာဖွေဖို့ထွက်ခဲ့ကြလေတယ်ကိုလီတော်သေးတာထွက်လာရတယ်စိန်ကလောင်းကိုဘယ်လိုက်ရှာမယ်မသိဘူးဗျာကျွန်တော်ကတော်ရဲလိုက်ရှာပြီမိသူကမြို့ရဲရွာထဲမှာပုံအောင်နေဘယ်နဲ့လုံးမလဲ ဒါများကိုပိုက်ရဲ့မပူစမ်းပါနဲ့တရခန်းဆိုတာအမြဲတမ်းတွေးလန့်နေတာလူကြားသူကြားပူတောင်းရှောင်ကြသေးတယ်စိန်ကလာဝါခုတ်သမားဆိုတော့တော်ရဲတောင်ထဲမှာရှိဖို့များတယ်ပြီးတော့အခင်းနေရာကိုရောက်လာမှတေးကြတယ်ဗျဘာကြောင့်များတော့ကိုလင်းရဲ့ဘယ်လိုအမှုခင်းမဲ့ဖြစ်ဖြစ်တဲလွန်စားဆိုတာရှိတယ်လीကျွန်တော်သဘောပေါက်သွားပြီဖြစ်ပါရင်ဒါကြောင့်ကျွန်တော်နဲ့လေးမြင့်လိုင်ကအခင်းနေရာကြီးလာခဲ့ကြရင်ကျွန်တော်တို့နေ့အတူ ြိုင်တာယာတကြီးဥငိမ့်သူပါလာတယ်။နေ့လေကလမှာတော့အခင်းပြက်ရနေရာကိုရောက်လာကြတယ်။အလောင်းတွေးရှိတဲ့ကျိန်တွေအုံပဲပတ်ဝန်းကျင်မှာညီတိတဲလွန်စားမှမတွေ့ရပါ။ရဲစခန်းအလောင်းလာကောက်စင်ကရှားရှိကောင်ရရှိသွားကြနိုင်ပြီ။တနက်ပြန်တွေ့တဲ့ချုံနယ်ပင်အတွင်းမှာတော့စီစီဆက်ဆက်ရှားလိုက်တယ်မှာစင်မြီးလက်စက်လေးတကွန်ရှားလိုက်တယ်။တကြီးစိတ်ကလာကိုကောင်းကောင်းသိရပါတော့။ ကျွန်တော်ကထိုလက်ဆက်လေးကိုတကြီးကိုမပြနေပဲမေးလိုက်ခြင်းမှာတိတာပေါ့ကွယ်ငါရဲ့အမြဲဝင်ထွက်သွားလာနေတာဟုတ်ပြီစိန်ကလာစင်ဦးစီလောက်ဘူးလားဟင့်အင်းတို့ဖြင့်ဆွေသမားတွေနဲ့ရောပတ်သက်မှုရှိလားတကြီးကအတန်ကြာစဉ်းစားလိုက်ပြီးအင်းသူ့တငယ်ချင်းလေးတယောက်ကိုအိတ်ခေါ်လာပြီးအဲ့စင်းတိုင်မှုတယ်လှဲကူဘက်ကစင်ဦးစီလေးတဲ့ငါသမီးလေးအတွက်တောင် ြင်မီအစ်စ်နဲ့လှုပ်ထိုင်လက်ဆွဲတကောတော့ပေးသွားရည်တကြီးရဲ့စကားကြောင့်ကျွန်တော်ပြုံးလိုက်တယ်ပြီးမှဟုတ်ပြီတကြီးရဲ့သမီးလေးကိုဘသူကပေးတာလဲစိန်ကလာကသူ့ရဲ့လက်မဲ့ဆွတ်ထားတဲ့စင်မီလက်ဆက်ကိုချက်ပေးတာပေါ့သူ့ရဲ့လက်တန်းမှာဆွတ်ထားတာကိုချက်ပေးတာသူ့မေတကွန်းကြက်နေတာငါသတိထားမိတယ်ဟုတ်ပြီနို့ဖြင့်ဒီလက်ဆက်ကစင်မီဆက်နဲ့လှုပ်ထားတာဟုတ်မဟုတ်ကြည်ပေးစမ်းပါ ပြောပြီးကျွန်တော်ကလက်မဖွက်ခိုင်ထားတဲ့စင်မီလစ်ဆက်လေးကိုပေးလိုက်တယ်။တကြီးကကျွန်တော်ပေးလိုက်တဲ့စင်မီလစ်ဆက်လေးကိုသေးချခိုင်တွေကြည့်ပြီးဒါစင်မီအစ်စ်နဲ့လှုပ်ထားတာပြောလာပါတယ်။ဒီတော့မှကျွန်တော်ကဘဲကရလိုက်တာကိုဖွင့်ပြလိုက်တယ်။ဟေး노ဆိုရင်ဖြင့်တရခန့်အဆက်ကစိန်ကလာဖြစ်နေပြီပေါ့။အင်းစိန်ကလာတော့စိန်ကလာပဲ။노ပဲမိသူ့ကိုရှာတွေ့မှတရခန့်အဆက်ဘသူဆိုတာသိနိုင်မှာ။ သူ့ကိုဘယ်လိုလိုက်ရှာကြမလဲဘဲမှလိုက်ရှာကြမလို့ဒီနောက်သူ့ပြန်လာမှသိကြရင်သူ့နေပြောပြီးကျွန်တော်ကတနက်ပြန်တွေ့တဲ့နေရာကိုလှမ်းမြင်လောက်တဲ့ပုံကွက်စရာတရားတစ်ခုရှာလိုက်တယ်ဟုတ်ပြီတွေ့ပြီတဖက်တောင်ကျော်လေးအဆက်မှာပေါက်နေကျွင်းပင်ကြီးတစ်ပင် အောက်ခြေကိုရှင်းလင်းပြီးနေရာတတ်မှတ်လိုက်တယ်ထိုကျွင်းပင်နောက်ကွယ်ကနေကြည့်လိုက်မှဆိုရင်ထိုချုံပင်တွေကိုမိုးရီမြင်ရတယ် ဒီနေ့ကလေဘလို့လဲကိုလင်းကောင်းနေဒီလိုနဲ့ကျွန်တော်တို့ကတောင်ကျော်လေးပေါ်ရှိကျွန်းပင်ကြီးနောက်ကွယ်မှာဝခင်လေးခင်းလိုက်တယ်။၃ယောက်စာလဲလျောင်းနိုင်တဲ့အကြဲအထိမြေပေါ်မှာခင်းလိုက်ခြင်းဖြစ်တယ်။မိဖို့ဖြစ်ပါမလား။တကြီးကမေးလိုက်။ဖြစ်ပါရဲ့။သူ့လိုက်နေပဲလာမှာ။ညလာမှာမဟုတ်ဘူး။တဲထိုးလို့တာမဖြစ်တာ။ကျွန်တော်ပြောလိုက်တဲ့အခါမှာတော့တကြီးကနီးဆက်ရမှာထင်းကြောက်တုံးလေးတွေကိုရှာဖွေစူးစောင်းနေတော်ရီ။ကဲကိုလင်းကြီး အချိန်ရှိတုန်းလေးရေချိုးစင်းတားခေါင်လေးပါလေးသွားရှာကြတော့ပေါ့သူနဲ့ကျွန်တော်တို့ကချောင်းရှိရာဘက်ကိုဆင်းလာခဲ့တယ်လမ်းတစ်လျှောက်မြည်တိတားခေါင်မှမတွေ့ရပါသူဖြစ်၍ချောင်းတွင်းရေစင်းမစိမ်မီချောင်းတစ်ဖက်ကမ်းပေါ်ထက်ပြီးဟိုနားတိနားရှောက်လာခဲ့ကံအားလျော်စွာနဲ့တောင်လေးတထောင်တော့ဖြင့်တနက်တစ်ချက်မဖောက်ရဲပဲဖြစ်နေရေချိုးဝေးအပြင်ညောင်လေးတစ်ခုအတွင်းမှရှိတဲ့ ကြောက်အိုင်လေးမှနှစ်ချုံငရံခေါင်းတူရေရှားလိုက်တာဖြစ်လို့လိတ်သားမဆားတဲ့တကြီးဦးငိမ့်သူအတွက်အဆင်ပြေသွားပါတယ်။ထို့ညာကျွန်တော်နဲ့လေးမြင့်လှန်ကလိတ်သားမိခင်ငါးခင်တို့အမြည်လို့အေးဆေးစွာတောက်စားလိုက်ကြရင်ဦးငိမ့်သူကတခွတ်တဖလာဝင်အားပြေးကျွန်တော်တို့တောက်စားနေစဉ်ပတ်ဝန်းကျင်မှာ ပရဲတန်ပစင်းရင်ခွဲတန်တွင်လည်းစူညံနေထိုတိသားမှတကောင်ရန်ရောက်လူချိန်မှာအိယာဝင်ခဲ့တယ် မြင်းမြကြကြအိပ်ပျော်သွားတယ်မသိကျွရဲ့လို့ဝကြံငယ်လောက်ခါသွားမှုကြောင့်လန်တို့သွားခဲ့တယ်အိလျေမျက်လုံးဖွဲ့ကြည့်လိုက်တယ်တကြီးဦးငိမ့်သူသူရဲ့နှလုံးပြူတနက်ကိုကောက်ခံ၍ကျွန်တော်တို့ပြစ်မှတ်ထားတဲ့စိန်ကလာရောက်လာနိုင်တယ်လို့တတ်ထားတဲ့ခြုံမုံရှိရာနေရာကိုထိုးချင်လိုက်တာဖြစ်လို့ဘာတွေ့လို့လဲတကြီးအိလျေမမေးလိုက်တယ်ခြုံမုံနာမေးမဲမဲတဲ့တခုတွေ့လို့သူကပြောလာတာကြောင့်ကျွန်တော်ကပြကတဲ့လဲလောင်းနေရာမှာထားလိုက်တယ် တကြီးပြက်မဲ့ချိန်ထားတဲ့နေရာကိုလှမ်းကြည့်လိုက်တယ်။ဘာမှမတွေ့ရ။တကြီးဘာလို့ပြစ်လိုက်ပါလဲ။ဘာမှမရှိပဲနဲ့ထိတ်သွားတယ်။ထိတ်သွားတယ်။ထို့သောအော်ရင်တကြီးကထုံညာလေးကိုဆင်းသွားတာကြောင့်ကဗျာကတ်သေးလှမ်းဆွဲထားတယ်။ထိတ်သွားတယ်ဆိုရင်ဖြစ်လေ။မနဲ့လင်းလင်းရှင်းရှင်းမှသွားပါတကြီးရဲ့။ခုမမောင်မမဲဆိုတော့အန်ရရှိနိုင်တာပေါ့။ပြောလိုက်ရမှတကြီးကဘာကောင်လဲတော့မသိဘူး။ပုံလေးကြနေတာပဲ။ ပြောလာတာကြောင့်ကျွန်တော်ရဲ့မျက်လုံးအမကောင်းရလာမှတ်ပြီးတော့ထုံနေရအောင်အသေးချဆူးဆိုင်ကြည့်လိုက်တယ်။ကျွန်တော်ပြုံးလိုက်မိတယ်။တကြီးဦးငိမ့်သူတယောက်တောတောင်အတွေ့အကြုံဒီတဲ့ချင်းသားလျင်ရှိလိုက်မယ်လို့တွက်ဆပြီးဖြစ်လေတော့တယ်။သူတောချောက်ခံရခြင်းဖြစ်ပါ යි ။ကဲတကြီးကျွန်တော်လေးတွေ့တယ်။တကြီးတိတ်တော်တယ်။ပြောပြီးတော့ပြန်အိတ်စီလိုက်တယ်။နည်းနည်းမိုးလင်းမှာတော့တကြီးဦးငိမ့်သူတယောက်အတန်တဆာဆာနဲ့မကြင်မနဲ့ဖြစ်နေတယ်။ ညအသေးချမြင်လိုက်တာပဲငါပြစ်လိုက်တဲ့သားခါကိုတယောက်ယောက်ယူသွားတာဖြစ်နိုင်မေမယုံရင်ဖြစ်ဆရာပိုက်ကိုမေးပြာပြောလာတာကြောင့်ကျွန်တော်ကြိတ်ပြုံးလိုက်မိတယ်တကယ်တော့ညကလေးကဘာကောင်မှရှိမနေပါကျွန်တော်တို့ကမနေ့ညနေရရထားတဲ့လိတ်သားနဲ့ငါခင်တို့တာစားတော့ကြပြီးတော့စက္ကန့်နေရာမှာညိန်သက်စွာချောင်းမြောင်းနေရတယ်နေမွန်တက်တဲ့အချိန်ထူးခြားခြင်းအလျင်မြတ်မရှိပါ နေမောလွဲချိန်လောက်ရောက်တော့ ထုံချုံမုတ်လေးရှိအောင်ပိမ့်ပိမ့်ပပအသားမဲမဲအသက်အားနဲ့40ဝန်းကျန်ခန့်ရှိလူတယောက်ရောက်လာရင်စိန်ကလားဆိုတာသူလားတကြီးကိုမိလိုက်တယ်ဟုတ်တယ်စိန်ကလားဆိုတာသိလိုက်တာနဲ့ကျွန်တော်ကတနက်ပြန်ကိုထိုးချိန်လိုက်တယ်စိန်ကလားကကျွန်တော်တို့စောင့်ကြည့်နေတာကိုလုံးဝသိပုံမပေါ်ပါသူလာရလန်းနောက်ဖက်ကိုလှည့်ကြည့်ပြီးဘေးပြဝဲရအောင် မလုံမလဲနေကြည့်ပြီးသူ့ကိုချေရခံလိုက်လာသူမရှိလို့သတ်မှတ်ပြီး ခြုံပုတ်အတွင်စိတ်စိတ်ဆက်ဆက်တစုံတရာကိုရှာဖွေနေတယ်။ကျွန်တော်ပြုံးလိုက်မိတယ်။အတန်ကြာမှခြုံပုတ်ကြတစုံတစ်ခုကိုကုန်းကောက်လိုက်ပါရင်သူ့ရဲ့မျက်နှာပြုံးရွှင်သွားတယ်။သူကျွန်တော်ထထားလိုက်စင်မီလက်ဆွက်ကိုသူ့ရဲ့လက်တကြွယ်မှာဆွတ်လိုက်ပြီးအာရချင်းနဲ့စာနဲ့ထုံနေရာလေးကလှဲထွက်လိုက်တာနဲ့ကျွန်တော်ပြစ်လိုက်တဲ့တနက်တန်ကြောင့်စိန်ကလာတယောက်လမ်းဖြန့်ပြီးငေးကြောင်နေတယ်။ဟေးကောင်စိန်ကလာမင်းအဲ့ဒီမှာနေရက်နေပါ ။ထိုက်ကြီးကလမ်းအော်ပြီးသူ့ရဲ့ထံကိုဆင်းသွားလေတယ်။ကျွန်တော်နဲ့လေးမြင့်လိုင်လေးစိန်ကလာထံသွားလိုက်တယ်။စိန်ကလာကိုတကြီးကလက်နဲ့ပြန်နောက်ပြက်ပြီးတော့တုံနောင်ချိလိုက်လေပြီးလေမဘေးငါတို့နဲ့လိုက်ခဲ့ရမေး။မင်းအပြစ်ကိုမင်းဝန်မခံတော့တာ။မင်းဆရာမင်းကိုစားအချုပ်နောင်ခံနေရပြီ။ကဲဘလို့လုံးလေးမင်းဆောင်ငဲ့ညာတက်ပါရဲကွာတကြီးကတုတ်နဲ့ပြောလိုက်ပေမဲ့စိန်ကလာညင်းလဲမညင်းဟိုးခန်းခြင်းလဲမပြုတ် ယောက်ျားဆိုတာကို့အပြစ်ကိုဝန်ခံရရဲ့ကွကို့မိဘကို့ဆရာသမားကို့သားမယားအပေါ်တိတ်တက်နားလည်ရတယ်ခုကြည့်စမ်းမင်းဆရာမင်းအတွက်အဖမ်းခံနေရပြီသူ့မယ်တားနဲ့မရနဲ့ပါကွာမင်းကလူလွတ်ပဲကို့အပြစ်ကို သူများပေါ်ပုံမချခြင်းပါနဲ့ကို့ဆရာသမားဆိုတော့ပို့လို့တော့မလောက်ကောင်းပါဘူးကျွန်တော်တော့နဲ့ရှေးပတ်မဝင်ပြောလိုက်ပေမဲ့စိန်ကလာအင်းမလို့အင်းမလို့တစုံတူအပေါ်နာကြီးနေပုံဖြစ်တယ် တကယ်လည်းမုတ်ဆိုးဖိုးကျယ်တယောက်သူတနန်းသူရဲ့ကြည်စံဖြစ်နေခြင်းကြောင့်အလျှောက်ကောင်းလျင်တောင်မှ လူသေးမှုနဲ့ထောင်နှန်းဆန်ရမှာတည်ကြရင်တရက်ခန့်အစစ်မှန်တာလေးသူ့ကိုကဲနိုင်မှာဖြစ်ပါလေကျွန်တော်ကလဲတလျှောက်စိန်ကလောက်နားလည်အောင်သဘောပေါအောင်ပြောနေရသည်ကျွန်တော်ဖာသာဝါးခုန်နေတာအကောင်းများဆရာဖိုးကျယ်ဟာမုတ်ဆိုးပညာသင်စေပြီးမုတ်ဆိုးအလုပ်လုပ်ခိုင်းတော့မဖြစ်တဲ့နိုင်ဖြစ်သွားရတာပေါ့ တမအာဇီဝလောက်ကင်စားနေတာကောင်းလေဒေဝရတ်လို့ဆရာကိုချင့်ကပ်မိတာအာကုတော်အလုံးနဲ့လောက်ကင်စားခဲ့မိလို့ခုလိုဖြစ်ရတာပဲဗျာအဲ့ဒီတော့ကျွန်တော်လောက်ရမှာတလန်းပဲရှိတယ်ပြောပြီးတော့ကျွန်တော်တို့အပါပြေးထွက်သွားကမြင်မာတဲ့၆ကဘာပေါ်ခုံချပြီးတေချောင်းကြံသွားလေဟာဟင်အလိုလေးဗျာမထင်မှတ်ထားတဲ့လောက်ရကုံရုပ်ကြီးလောက်သွားတာကြောင့် အတော်မိုင်လုံးကျေးလူပဲတကယ်တော့စိန်ကလာသူ့ရဲ့အသက်နဲ့ရှင်ပြီးသူ့ရဲ့ဆရာတော်ကိုဒုက္ခပေးသွားခြင်းဖြစ်လေတော့ရင်အဲ့ဒါပေါ်ကိုပိုက်ရဲ့ကိုပြက်စီးရတာအလိုလိုက်လုံးနဲ့အမေเจ้าဆိုပြီးတော့အမေနဲ့ရွက်ကိုကိုက်ဖြတ်ခဲ့တာဆိုမျိုးတွေမှာစိန်ကလာပါတာပေါ့တို့လင်းမြင့်လိုက်ရပြောလာတာကြောင့်ကျွန်တော်က6ကဘာအောက်ရေခမ်းနေ6တဲမှာရှိကြောက်တုံးကြောက်ခဲတွေကြာ မောင်လျဲသွေးတန်တရေရေကြောင့်တိတ်ဆုံသားရီဖြစ်တဲ့စိန်ကလောက်တစ်ချစ်ကြလိုက်ပြီးထိုနေရာလေးကလဲထွက်လာခဲ့တယ်။အတေကတရခန့်စစ်တိတ်ဆုံသားရီဆိုတော့မုတ်ဆိုးဖူးကျဲတယောက်ရှေ့လဲမှမကောင်းဖြစ်နေပြီ။မနေ့ကိုရှင်းရပါမေး။ဖေတက်နိုင်မှမလဲလီဖူးကျဲကတကယ်တော့သူ့ရဲ့ကံကြမ္မာကိုသူဖန်နေခဲ့ခြင်းဖြစ်ပါလေ။ပရိသတ်များရှင့် အသက်ကျူးဘလူးဖြစ်ဆိုတဲ့ဇလံလေးကတော့ဒီနေရာမှာပဲအဆုံးတက်သွားပြီဒီဇလံလေးမှာပဲပရိသတ်တွေအားလုံးပညာတွေရကြမယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်နေ့ဒီမှာလေပြလောကဇလံတွေနဲ့ကမ်ဘီယာစံကျယ်ဇလံတွေကိုတင်ဆက်ပေးမှဖြစ်လို့စောင့်မျှော်အားပေးနားဆင်ကြပါဦးရှင်။